ရခိုင်ပြည်နယ်မောင်နှုံမြို့နယ်ငွေတောင်ကျေးရွာမှာနိုဝင်ဘာလ9ရက်နေ့ကနှွားကြောင်းနေတဲ့အမျိုးသားတယောက်ကိုမွတ်စလင်လက်နက်ကင်တပ်အာဇာအဖွဲ့ကတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်တေဆုံးသူငွေတောင်ကျေးရွာသားအသက်63နှစ်အရွယ်ဦးရွှေသိန်းဟာရွာရဲ့အရှိဘက်မေယူတောင်ချေရင်မှာနှွားကြောင်းနေစဉ်မွတ်စလင်လက်နက်ကင်အဖွဲ့အာဇာရဲ့ဖမ်းဆီးတပ်ဖြတ်တာကိုခံခဲ့ရတယ်လို့ဆိုပါရယ်နွားကြောင်းသွားတာပြန်မရောက်လာလို့ရွာသားတွေလိုက်ရှာချိန်မှာအာစာတွေကတက်ဖြတ်ပြီးအလောင်းဖြောက်တဲ့သဘောနဲ့ မြုပ်နှံထားတာကိုတွေ့ရတယ်လို့မောင်နှောဒေတာခန့်အမျိုးသမီးတယောက်ကပြောပါရယ်။မောင်နှောဒေတာမှာမွတ်စလင်လက်နက်ကိုင်အာစာအဖွဲ့ရဲ့ခြုံကိုတိုက်ခိုက်မှုတွေကြောင့်ဒေတာခန့်ရဲ့အသက်အန္တရာယ်တစ်နေ့တစ်နေ့စိုးရိမ်လာရတယ်လို့မောင်နှောမျိုး၄မိုင်ရက်ကွက်ကအမျိုးသားတယောက်ကပြောပါရယ်။မွတ်စလင်လက်နက်ကိုင်တွေဟာစစ်ကောက်စီနဲ့မဟာမိတ်ဆက်ဆံရေးတိစောက်ထားပြီးမောင်တော်နဲ့ဘူသီးတောင် မြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီနဲ့ပူးပေါင်းပြီးအေအေရဲ့ထိုးစစ်တွေကိုခုခံခဲ့ကြပါဗျ မောင်နှောဒေသအတွင်းမှာမွတ်စလင်လက်နက်ကိုင်တွေရဲ့အကြမ်းဖက်မှုတွေကိုမောင်နှောခရိုင်မွတ်စလင်ကောင်စီကလည်းရှုံချထားပါတယ်ရှင်။